ခဲ့တဲ့ပိုင်းမှာတော့ Meliodas ကပညတ်တော်ဆယ်ပါးရဲ့ခေါင်းဆောင်အဖြစ်ပုံစံပြောင်းသွားခဲ့ပြီးနဆိုးဘရင်ဖြစ်လာဖို့အတွက် Astra Rosa နဲ့ Zedrito ကိုပညတ်တော်တွေကိုပြန်ယူခိုင်းခဲ့ပါတယ်။အဲဒီရဲ့ချိန်ပန်းကတော့ Meliodas ရဲ့ခံစားချက်တွေကိုပြန်ရယူဖို့အတွက်တန်းစီရေပုံကိုဟောရဲမျက်လုံးတွေကနေတဆင်သွားခဲ့ပါတယ်။ Meliodas ကိုကယ်တင်ခြင်းနဲ့ Elizabeth ဟာလည်း Camelot ရေတိုက်တွေကနေထွက်ပြေးလာခဲ့ပါတယ်။ဘိုးအပ်လီထဲမှာတော့ Grey Row ရဲ့ပညတ်တော်ကိုပြန်ယူထားတဲ့ Meliodas ကိုနင်းဘလောက်တိလို့ဖို့စဉ်းစားထားတာလဲလို့ Marlin ကပြောနေပါတယ်။ Camelot ဘက်ကနေကြီးမားတဲ့ဇွန်ရင်တကူကရောက်လာပြီးဖြစ် ြစ်လို့အကောင်လုံးကကြောင်ရွံ့နေကြချိန်မှာသူသွားပြီးဆွေးနွေးလိုက်မယ်လို့မာလင်ကပြောခဲ့ပါတယ်။ဘသူလာနေမှန်းလဲမသိ၊ဘာလုံးမဲ့မှန်းလဲမသိပဲနဲ့လာနေတဲ့ရန်သူကိုတွားညိနိုင်မယ်လို့နေတာကြောင့်ဟော်ဂါရစိတ်ပူနေပါတယ်။အခုလာနေတဲ့လူကဘာလို့ချင်းလဲဆိုတာကိုဒုက္ခမန်းမိထားတာရှိတယ်လို့မာလင်ကပြောကာရောက်လာတဲ့သူကရှင်ဖြစ်နေတော့ကျမအတွက်ပြောရဆိုရပုံစံပြီးတွားတာပေါ်စဲတွေလို့ပြောလိုက်ပါတယ်။မင်းကဘသူလဲ။မင်းကိုအရင်ကငါတစ်ခါမှမမြင်ဘူးပါဘူးလို့ပြောလိုက်တော့မာလင်ကသူ့ရဲ့နှုတ်ကမူလပုံစံကိုပြန်ပြောင်းပြလိုက်ပါတယ်။ဒီလိုဆိုရင်ရောတိပြီလားလို့ပြောလိုက်ကာသူ့လက်ထဲမှာလဲ ယ်မဲလာကူလာကိုထဲထားတဲ့ဖမ်မလင်းလေးကိုကင်ထားပါတယ်မင်းကမယ်လီယိုဒက်ပြောပြောနေတဲ့မာလင်ဆိုတဲ့တယောက်လားနဇိုးဘရင်နဲ့နဖျားမားတို့ရဲ့ကောင်းကြီးပေးတာကိုခံထားရတဲ့မင်းကလေးပဲလို့ပြောလိုက်ပါတယ်ဒီနေရာမှာစူနေတယ်တနေရာမှာအေးစေးပြောကြတာပေါ့ဆိုကစပင်မွေးတချောင်းကိုဟောပေါ်မှာထားခဲ့ပြီးဇေဒရင်နဲ့အတူထွက်သွားလိုက်ပါတယ်ထားခဲ့တဲ့ဆန်ကြီးမင်းလေးကနေမော်နဇိုးပင်လေးတစ်ခုပေါက်လာပါတယ်လွန်ခဲ့တဲ့ရက်အနေငယ်တုန်းက driver henryson တို့အဖွဲ့တွေကနဇိုးတွေကိုလိုင်းလံရှင်းနေနေခဲ့ကြပြီးသူတို့နဲ့အတူမင်းသမီးမာဂရက်လည်းပါလာပြီးတော့ဂီတာရာကိုဘန်းခေါ်သွားသူ vivian ရန်ကိုလိုက်ရှာနေခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီညမှာတော့သူတို့တွေဟာစကန်ချခဲ့ကြကဂီးကဗီဗီယန်ရဲ့နိုင်ငံတော်ကိုခံခဲ့ရတာတောင်မှကျမကတော့ဘာမှမလုပ်နိုင်ခဲ့ဘူးဆိုပြီးမာဂရက်ကသူမကိုသူမပြစ်တင်နေခဲ့ပါတယ်။အတူတူလိုက်လာပေးတဲ့အတွက်ရှင်တို့နှစ်ယောက်ကိုလည်းကျေးဇူးတင်ပါတယ်။ကျမဘာသာကျမဆိုရင်တယောက်တည်းဂီးထွားနိုင်မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ပစုံတစ်ခုကိုစိတ်ထဲမတင်မကြဖြစ်နေတဲ့မာဂရက်ကစိတ်ပြေလက်ပြောက်လန်းရှာအောင်မယ်ဆိုကခဏတော့သွားတဲ့အခါမှာတော့မင်းဒီလာဒရိုင်းဖက်မင်းသမီးမာဂရက်ကတော်တော်ဒီချန်နေပုံရတယ်။ယူမိုက်တယ်လို့ကြားလို့ရတဲ့ထင်တဲ့ကိစ္စကိုဂီး ီတန်နာနဲ့တူတူတို့မှလည်းလှုပ်ချင်နေကြတာလေဒါပေမဲ့သူတို့ရဲ့တံမိုးရှိတဲ့ခြင်တွေကိုငါတို့တွေကလူယူမိခဲ့ကြတယ်ဒါကြောင့်လဲခြင်တွေကိုပြန်ပြင်ဆင်ဖို့အတွက်ဆိုရင်ငါပါမစိုးလို့ဖို့အသင့်ဖြစ်နေတာလို့ဟန်ဒရီဆန်ကပြောလိုက်ပါတယ်အေးဟုတ်တယ်ငါတို့တွေဂီတန်နာကိုကယ်တင်ရမယ်ပြီးတော့ငါ့ကိုပြောခဲ့တာတွေကိုသူ့ကိုပြန်ပြောရမယ်လေဒါနဲ့မိမတယောက်ကဘာတွေတွေးနေတာလဲဆိုတာကိုမင်းခုနားလည်နေတာကအန်ဟောစရာပါလားလို့ Drivers ကပြောလိုက်ပါတယ်ဒီလိုနဲ့ဂူပေါက်တစ်ခုစီကိုရောက်နေတဲ့မာဂရက်ကဂီတန်နာလားလို့ပြောနေခဲ့က Drivers တို့တွေကတော့မင်းသမီးကိုရှာနေခဲ့ရ ပါပြီး drivers ငားစိတ်ထဲမှာလေးနေတယ်။လွန်ခဲ့တဲ့ဆယ်နှစ်ကဒါနာဖုံးမှာခန်းစားခဲ့ရတယ်လို့မျိုးခန်းစားနေရတယ်လို့ Henderson ကပြောလိုက်ပါတယ်။ဒီလိုနဲ့တိတ်မကြခင်မှာမျိုးရရှင်တော့ခဲ့ပြီးတော့ဂူပေါက်ထဲမှာမင်းသမီးကိုတွေ့လိုက်ရတာကြောင့်လိုက်သွားဖို့လှုပ်လိုက်ကြပါတယ်။ဂူပေါက်ထဲကနေဖြတ်သွားပြီးတဲ့နောက်မှာငှက်တကောင်ပုံစံနဲ့ဂျူရီရစ်ပူဇော်စင်ကြောက်ဆောင်ကြီးတခုကိုတွေ့လိုက်ရကာမာဂရက်ကတော့အဲဒီကြောက်ဆောင်ရှိမှာစကားပြောနေခဲ့ပြီးရှင်ကဂီတနာမဟုတ်ဘူးပဲရှင်ကဘာလို့လဲ။ဘာလို့ကျမကိုဒီကိုလာခဲ့ဖို့ခေါ်နေရတာလဲလို့မေးနေခဲ့ပါတယ်။မာဂရက်နင်းကကုန်ယူပွဲလာ ပါပြီ။လေးစားရတဲ့စိတ်ဝိညာဉ်ကိုပိုင်ဆိုင်ထားတယ်။နင်းလိုလူမျိုးငါးဆောင်နေတာကြာပြီ။နင်းရဲ့စုတောင်းကိုနားထောင်ပြီးတော့နင်းတောင်းတဲ့စုကိုဖြည့်ဆည်းပေးမယ်။ဒါပေမဲ့နင်းကိုနေတော့ငါးစီကိုပေးရဖို့လိုတယ်လို့ကြောက်ရွံ့ကြီးစီကနေပြီးတော့အတန်တွေရတွက်နေခဲ့ပါတယ်။ Drivers နဲ့ Henderson ကသူတို့ကိုယ်တိုင်တစ်ချိန်ကြုံမှုပြီးသားဖြစ်တာကြောင့်သူပြောတာကိုနားမထောင်ဖို့တားနေခဲ့ကြက Margaret ကတော့ Vivian C ကနေဂီတနာကိုပြန်ယူပေးနိုင်မယ်ဆိုရင်ကျမပါမစို့ရင်းဖို့အတင်းပါပဲလို့ပြောပြီးတဲ့နောက်သူမရဲ့ကူကနေပြီးတော့အလင်းရောင်တွေထွက်လာခဲ့ပါတော့တယ်။ငါမော်စွမ်းတွေတိုးလာပါလား။ငါရဲ့စွမ်းနဲ့သူနဲ့လိုက် ်ရောညီတွေဖြစ်လိမ့်မယ်လို့ငါမထင်ထားခဲ့ဘူးလို့တစုံတယောက်ဟာပြောနေခဲ့ပြီးဒီမော်စွဲတွေကိုငါသိနေတယ်ဒါက Ferrari ရဲ့မျက်ညံတွေပဲလို့ Drivers ကပြောနေခဲ့ကာ Margaret ရဲ့ကူပေါ်မှာတော့အတောင်မန်တွေထွက်ပေါ်လာပြီးငါနာမည်ကလူလိုစီရယ်ပဲငါဟာနှစ်ဖယားမျိုးနယ်ရဲ့တမန်တော်လေးပါးတဲကတပါးပဲလို့ပြောနေခဲ့ပါတယ်ငါနောက်ကိုလိုက်ခဲ့ကြလူသားတွေတူတော်စင်တယောက်ဖြစ်ခံယူပြီးငါတို့နဲ့အတူမိစ္ဆာမျိုးနယ်ကိုနှိမ့်နှင်းကြမယ်လို့လူလိုစီရယ်ကပြောလိုက်ပါတယ်လွန်ခဲ့တဲ့နှစ်သုံးနောက်မှာဖြစ်ပွားခဲ့တဲ့မြင်းမြတ်စစ်ပွဲကြီးအတွင်းမှာနှစ်ဖက်စလုံးကတူမတာကူမတာချင်းဒီမှာပဲရှိခဲ့တယ်လေဒါပေမဲ့ င်္ဃာတို့တွေဘက်ကအခြေအနေရုတ်တရက်ဆိုသွားပြီးတော့နဖျားမျိုးနွယ်ကခက်ခဲတဲ့ဇုံပြတ်ချက်ကိုကြားခဲ့ရတယ်။ငါတို့ဟာငါတို့ရဲ့ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကိုစတဲ့ပြီးနှစုံမျိုးနွယ်ကိုစီရင်လောက်ကပိတ်လောင်ခဲ့ကြတယ်။ငါတို့တွေကအရာဝတ္ထုမျိုးစုံစီမှနေထိုင်နေပြီးတော့ပြန်လည်နိုးထားမဲ့ချိန်ကိုဆောင်ခဲ့ကြတယ်။အခြေအနေတွေကိုခဏလောက်ကြံ့ကြာသွားအောင်လို့ငါတို့လုပ်ခဲ့တာပဲရှိတာပါ။အခြေအနေတစ်ခုလုံးကိုဖြေရှင်းဖို့အတွက်ငါတို့တွေကတယောက်ဟာတည်ဖို့လိုတယ်ဆိုပြီးလူရိုစီရဲကပြောနေခဲ့ကဂိတ်တကားတစ်ခုကိုဖန်တီးလိုက်ပါတယ်။အဲဒီအချိန်တခြားစစ်မြေပြင်မှာတော့ဟောက်ဇာနဲ့မြင်းမြတ်စစ်ကြီးတွေကနှစိုးတွေကိုချိန်မုံနေခဲ့ကြပါ တယ်အရင်နေနေတဲ့သူတို့တွေစီကိုနဗျားတွေကရောက်လာကြပြီးကူညီပေးခဲ့ကြပါတယ်ငါဦးဆောင်မှုနောက်ကိုလိုက်ခဲ့ကြလူသားတွေတူတော်စင်တယောက်ဖြစ်လာပြီးငါတို့နဲ့အတူမိစ္ဆာမျိုးနွယ်ကိုတုတ်တင်ကြမယ်လို့ပြောတဲ့အခါလူသားတွေကပျော်ရွှင်သွားခဲ့ကြပြီးဟောင်ဇာနဲ့တန်ဆဲရဲ့လူတွေကတော့မတင်ကားတဲ့မျက်လုံးတွေနဲ့ကြည့်နေခဲ့ကြပါတယ်တဖက်မှာဂီတန်တာကတော့ VVN ချုံနောင်ထားတဲ့နေရာကနေထွက်ပြေးဖို့အတွက်ကြိုးစားနေခဲ့ပြီးအဲဒီအစားဘူးကတိန်တွေရဲ့ပုံမှာဆိုတာကိုတီးလိုက်ရပါတယ်ဒီနေရာကိုငါရဲ့ဆီယာမားကရှာတွေ့ခဲ့တာလေဒီနေရာကိုနဗျားမျိုးနွယ်ကတိစောက်ခဲ့တာဖြစ်နိုင်တယ်လို့သူမကပြောနေပါတယ် တယ်။နတ်ဖျားရရဲ့ကောင်းကင်နန်းတော်တွေထဲကတခုပေါ်လက်လျှော့လိုက်ပါတော့ဂီယာ။ဒီယိုနက်စ်ကပြစီသွားခဲ့ပြီလေ။စိတ်တော့မကောင်းပေမဲ့မာဂရက်လည်းမရှိတော့ဘူးဟာ။နင်တာအဲ့ဒီမှာဆက်ရှိနေခဲ့ရင်ပညတ်တော်ဆယ်ပါးကငါတို့နှစ်ယောက်ကိုတပီးနေလောက်ပြီဆိုပြီး VVN ကပြောနေခဲ့ပါတယ်။ မာဂရက်သူပြောသလိုသာနေမရှိတော့ဘူးဆိုရင်နေနဲ့တူတူငါတီးခဲလိုက်ခြင်းတယ်လို့ပြောနေပြီးအဲဒီအချိန် VVN ရဲ့နောက်မှာဂိတ်တစ်ခုပေါ်လာခဲ့က VVN ကိုတက်ပြစ်လိုက်ပါတယ်ငါကတိတီးခဲ့ပြီနော်နေရဲ့ချစ်သူကိုခဲ့ပြီးတော့တောက်ချက်မကောင်တဲ့ဆုံးမကိုပါတက်ပြီးပြီလို့လူโซစီရဲကပြောကမာဂရက်ရဲ့ကိုကိုကနာတာပြန်ပေးလိုက်ပါတယ်ဒီလိုနဲ့ချစ်သူနှစ်ယောက်တယောက်နဲ့တယောက်ဖတ်ဖို့လုပ်ခဲ့ပေမဲ့လူโซစီရဲကတော့နင်းကတိတီးဖို့ချိန်ပဲလို့ပြောကနေရာပြန်ယူလိုက်ပါတယ် Drivers နဲ့ Henderson တို့ကလည်းရောက်လာခဲ့ပြီး Drivers က VVN ကိုခဲ့ဖို့ပြောနေပေမဲ့သူကတော့ Jury တွေရဲ့ရေးပူဇော်စဉ်က မိုးကောင်းငင်နဲ့ချိန်ဆက်နေမယ်လို့မတင်ထားခဲ့ဘူးဆိုကနဗျားရီဘက်ကနေပြောရှင်နေပါတယ်လူရိုစီရဲ့ကတော့အရန်ကိုကြည်မာတဲ့စွမ်းအားတစ်ခုကိုကန်စားမိနေတယ်တော်တော်ကိုများတဲ့နှဆိုးစွမ်းအားပဲလို့ပြောနေပါတယ်အဲ့ဒီအချိန်မှာမာလင်နဲ့ဇယ်ရီတို့ကတော့ကောင်းငင်ရန်စီကိုပြန်တက်နေခဲ့ကြပြီးမင်းလို့ရေးကြည့်တဲ့ပုံကိုမျိုးနဲ့စုံတွေးရလိမ့်မယ်လို့ငါမတွေးခဲ့မိဘူးနှဆိုးရီဘက်ကရောနဗျားမျိုးနဲ့ဘက်ကပါမရက်တီပဲဆုံးကဝေမျိုးတော်ဘယ်လီယာလွင်ဟာဂျားနီမျိုးတော်ဖြစ်ခဲ့တယ်ဒါပေမဲ့တနေ့တော့မကုံဆုံးနိုင်တဲ့စွမ်းရှိတဲ့အန်အားသင့်ဖွဲ့ကောင်းတဲ့ညံကြီးရှင်တယောက်ဟာရုတ်တရက်ဆိုလိုမျိုး ပါလာခဲ့တယ်လေအဲ့ဒီအကြောင်းဟာမိစာနေမီနဲ့ကောင်းကင်ဘုံမှာပါလင်းမြန်စွာပြန့်နှံ့သွားခဲ့ပြီးနှစ်ပတ်စလုံးကနှစ်ဖျားနှစ်ပါးဟာလည်းအဲ့ဒီကလေးငယ်ကိုပိုင်ဆိုင်အောင်လို့ကြိုးစားခဲ့ကြတယ်ဒီလိုကြိုးပမ်းမှုကိုတော့ဘယ်လီယာလူဝင်မှာရှိတဲ့မော်စရာတွေကဒေါသရကြီးနဲ့ကန့်ကွက်ခဲ့ကြတယ်အဲ့ဒီကလေးငယ်ရဲ့အစွမ်းကိုမော်စရာတွေပဲပိုင်သိနေလို့ထင်ခဲ့ကြတာလေဒါပေမဲ့မော်စရာတွေရဲ့ဆန္ဒနဲ့စန့်ကျင်ပြီးအဲ့ဒီကလေးငယ်ဟာနှစ်ဖျားနှစ်ပါးနဲ့ကိုယ်တိုင်ညှိနှိုင်းခဲ့ပြီးသူသဘောကျတဲ့လက်ဆောင်ကိုပေးတဲ့နှစ်ဖျားဘက်မှနေမယ်လို့အဲ့ဒီကလေးငယ်ကပြောခဲ့တယ်နတ်ဆိုးဘရင်ကအဲ့ဒီကလေးမလေးကိုမိစာ နယ်ပယ်ရဲ့လျိုဝက်မော်စွန်းနဲ့ပတ်သက်သမျှတော့အသိဉာဏ်တွေကိုပေးခဲ့ပြီးနဗျာမကြီးဝါဒမိုင်းတွင်လို့မရမဲအကာအကွယ်ကိုပါပေးရခဲ့တယ်။နဗျာမကြီးကတော့အောက်လန်းကျိန်သာတွေနဲ့ပညာတော်တွေရဲ့အာဏိတင်ကိုပြပြစေနိုင်တဲ့အကာအကွယ်ကိုပေးခဲ့တယ်လေ။ဒါပေမဲ့အဲ့ဒီလက်ဆောင်တွေကိုကောင်မလေးဘက်ကရပြီးသွားတာနဲ့အဲ့ဒီကောင်မလေးကနဗျာနှစ်ပါးလုံးကိုညှင်းပယ်ခဲ့ပါရယ်။အဲ့ဒီလိုနဗျာနှစ်ပါးလုံးကိုလဲစားရတဲ့တကယ့်အကာကလေးမလေးကိုနဗျာနှစ်ပါးလုံးကမျက်တော်သားတွေထွက်ခဲ့တာကြောင့်ရပောင်းတထောင်ကျော်စုံကုတ်ဝေမျိုးတော်စီကိုကျိန်သာတွေတေဆုံးမှုတွေနဲ့ပါဖုံးလန်းပစ်ခဲ့ပြီး ီးမီးတွေမိုးချိုးမုန်တိုင်းတွေနဲ့ဘယ်လီယာလုံကိုဖျက်ဆီးပစ်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီကောင်မလေးစီမှာနှစ်ပြားနှစ်ပါလုံးရဲ့အကောင်းကြီးပေးမှုရောမကုံဆုံးနိုင်တဲ့စွမ်းအားတွေပါရှိနေတဲ့အတွက်သူဟာတက်ရှင်ကြင်ရင်ခဲ့ပြီးလက်စားပြောက်သွားခဲ့ပါတယ်အဲ့ဒီလိုနာမည်ဆိုးနဲ့ကြော်ကြားတဲ့ဆုံးမကိုအခုလိုတွေးဆောင်ရလိမ့်မယ်လို့မထင်ထားခဲ့မိဘူးလို့ဇေဒရစ်ကပြောလိုက်ပါတယ်ဇေဒရစ်ပြောနေတဲ့အကြောင်းအရာတွေကိုတော့သူမချန်ထားခဲ့တဲ့မော်ပင်လေးကနေကြံတဲ့လူတွေကကြားနေခဲ့ရပါတယ်ဇေဒရစ်ပြောနေတဲ့ကလေးမလေးကမာလီမဲဖြစ်ကအခုကဘာရီဂျန်စီနေပြန်ပြီလဲလို့မေးလိုက်ပါတယ်ရှင်လိုချင်နေတာကဒီဟာမလား ကျမနားမလည်နိုင်တာကဇဲရီဆိုတဲ့ရှင်ဟာရှင်းရကိုကိုမုံနေတင်ပေမဲ့တစ္ဆာဖောက်မယ်လီယိုဒက်စ်အတွက်ပညတ်တော်တွေကိုဘာလို့လိုက်စုပေးနေတာလဲလို့မေးလိုက်ပါတယ်ပညတ်တော်ဇဲပါရဲ့တပားစီတိုင်းဟာနဇိုးဘရင်ရဲ့ဆွမ်းအားပိုင်းစားတွေလေအဲ့ဒါကိုမယ်လီယိုဒက်စ်ကိုပေးပြီးတော့သူ့ကိုနဇိုးဘရင်ဖြစ်လာစေမှာကရှင်းရအတွက်ဘာကြိုးရှိမှလဲလို့မေးနေပါတယ်အဲ့ဒီမေကွန်းကိုငါမဖြစ်ချင်းတယ်လို့မင်းနဲ့တိုက်ဖို့လည်းဆန္ဒမရှိဘူးအဲ့ဒီဖန်ပလင်းကိုငါ့ကိုပေးရင်မင်းကိုဒီတိုင်းလွတ်ပေးမယ်လို့ဇဲဒရစ်ကပြောလိုက်ပါတယ်ဒီဖန်ပလင်းကိုပေးတဲ့အနေနဲ့အဲလီစဘတ်ကိုကျွန်မလက်ထဲအပ်ရမယ်သူ့မှာချိန်နဲ့ရက်ပဲကြံတော့တယ်သူ့ကို နဲ့ဆိုပြီးရင်ရနေမြေထဲမှာမနေစေချင်ဘူးလို့ပြောလိုက်ပါရယ်အဲ့ဒ ကိုတော့မယ်လီယိုဒက်ကလက်ခံမှာမဟုတ်ဘူးသူကနဇိုးဘရင်ဖြစ်လာပြီးချိန်စာကိုပယ်ပြတ်ချင်နေတာလေစိတ်မပူပါနဲ့မယ်လီယိုဒက်ကိုတိုင်သူ့ကိုကာဝယ်ပေးနေတာဆိုတော့ဘသူမှသူ့ကိုထိခိုက်အောင်မလုပ်နိုင်ပါဘူးလို့ပြောလိုက်ပါတယ်ဒါဆိုရင်အပေးအယူအတွက်ခမ်းမလို့ရဲ့ဘရင်ကိုကျမကိုပေးပါလို့ပြောလိုက်တော့အဲ့ဒါလည်းငါမလုပ်နိုင်ဘူးမင်းပြောတဲ့လူရဲ့နာမည်ကိုငါမသိတလို့ငါတို့တွေတခါမှလည်းမစုံဘူးလို့ပြောလိုက်ပါတယ်အဲ့ဒီအပြင်အမည်မသိတက်ခိုက်ရေးသမားတွေကြောင့်ငါတို့ဘက်ကသူတွေတန်ရာရကုန်တဲ့အတွက်ငါတို့တွေလှုပ်ရှုံနေကြတယ်လေအဲ့ဒီလိုရေးမကြည့်တဲ့လူတယောက်ရဲ့လုံခြုံရေးကိုငါအာမမခံနိုင်ဘူးလို့ဇေဒရစ်က ပြောလိုက်ပါရယ်ဒါဆိုရင်ကိုင်းရှားချင်းပညတ်တော်ချိန်သားကိုမိထားတဲ့မြင်းမြတ်စစ်တီတွေနဲ့ပြည်သူတွေကိုပြန်ပေးပါလို့တောင်းဆိုတော့အဲ့ဒါကိုသဘောတူပေးလိုက်ပါရယ်ဇဲရီဘက်ကသူမတောင်းဆိုတာကိုလုပ်ပေးခဲ့ပေမဲ့မာလင်ကတော့လှည့်စားနေတာသာဖြစ်ကသူတို့နောက်ကနေတိုက်ခိုက်လာတဲ့လူရိုစီရဲ့တိုက်ခိုက်မှုကိုဇဲရီတယောက်ကခံလိုက်ရပါရယ်